အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ Atletico Madrid နဲ့အခုလက်ရှိမှာ Liverpool ရဲ့နောက်ခံလူ Andy Robertson ကြားအပြောင်းရွှေ့ကိစ္စကတကယ်ကိုစတင်စကားပြောဆိုနေပြီဖြစ်တယ် Liverpool ကအခု Milos Kakek ကိုခေါ်ယူနိုင်တော့မှာဖြစ်တယ်ဒါလက်ရှိက Hungary နောက်ခံကစားမကို Liverpool ကပေါင်42တန်းနဲ့44တန်းချားနဲ့ မကြမီခေါ်ယူနိုင်တော့မှာဖြစ်ပြီးတော့အဲ့နေရာမှာဒါအခုလောလောဆယ်နေထားရအန်တီရောဘင်ဆန်ကထွက်ခွာဖို့ရှိတယ်ဆိုတော့ ဒါဟန်ဂေရီကစားမောက်ကိုလီဗာပူးကဒီနေ့ရသည်အစာဈေးကွက်မတိုင်ခင်တည်းကတောက်လျှောက်ကျိုးပန်းနေပြီးတော့သဘောတူညီမှုရရှိတဲ့အချိန်မှာလီဗာပူးကအစောပိုင်းလုံးကဒါကော့စတက်ဆီမီကတ်ထွက်သွားနိုင်ပွဲရှိတယ်လို့သတင်းတွေပေါ်ပြထားတယ်တကယ်တမ်းမှာတော့ကော့စတက်ဆီမီကတ်ထက်စာရင်ပွဲထွက်ခွင့်ကိုပိုလိုလာပြီးကစားနိုင်မယ့်အချိန်အများကြီးကျန်သေးတယ်လို့ယူဆတဲ့အန်တီရော်ဘင်ဆင်ကကလပ်ကထွက်ဖို့ဆုံးဖြတ်လာပါတယ် အထူးသဖြင့် Andy Robinson ကိုလီဗာပူးအသင်းကဆက်ထိန်ထားခြင်းနဲ့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒါ Milos Kakic ကိုကြော်ပြီးလဲကလပ်ဘက်ကနေရာပေးဖို့ခတ်တယ်။အဲ့အတွက်ကြောင့်အဲ့အပြောင်းရွှေ့က complicate ဖြစ်တဲ့ချိန်မှာလီဗာပူးကသူ့ကိုမရောက်ချင်ပဲရောင်းရမယ့်အခြေအနေမျိုးရှိတယ်။အခုကအတလက်တီကိုမတ်တွေ့တောင်းရှိသူတွေနဲ့ Andy Robinson ကြားမှာဆွေးနွေးမှုတွေပြုလုပ်ထားတယ်။ဒါတီကိုကိုလီဗာပူးဘက်က နောက်ခံကစားမှာက သူ့ကိုအနည်းဆုံး3နှစ် plus တစ်နှစ်အနည်းဆုံးကမ်းလမ်းမယ်ဆိုရင်အတ္တလတီကိုမက်ဒရစ်ကိုပြောင်းရွှေ့ဖို့အသင့်ဖြစ်ကြောင်းကြေညာထားတယ်ဒီကိုစီမီယိုနီကလည်းအဲ့ဘဲတောင်ပိုင်းကစားမအတွက်အန်တီရိုမစ်စင်ကိုလိုချင်တယ်အသက်32နှစ်ပဲရှိတယ်နောက်တစ်ခုကဒန်ယာယကင်းစင်တဲ့အတွက်ကြောင့်ဒီကစားမကိုသဘောကျတယ် ပြဿနာကဒီတင်းကြားကပြောင်းရွှေ့ကြီးပဲဒါလီဗာပူးကအန်တီရိုဘင်ဆင်ဟာ32နှစ်ရှိနေသည့်တိုင်အောင်ဒီသားမရဲ့ကွန်ထရက်အခြေအနေနဲ့အနည်းဆုံးတော့ယူရို15တန်းလောက်သူတို့ပြောင်းရွှေ့ခြင်းသတ်မှတ်ထားတယ်ဒီကိုဘက်ကအန်တီရိုဘင်ဆင်ကိုသူတို့အများဆုံးပေးနိုင်တဲ့ပြောင်းရွှေ့ခြင်းကဒါယူရို5တန်းသာဖြစ်ပြီးဒီပြောင်းရွှေ့ခြင်းနဲ့ပဲသဘောတူနိုင်လိမ့်မယ်လို့ဆိုတယ်ဆိုတော့လီဗာပူးအနေနဲ့အစောပိုင်းကတည်းက ကော့စတစီမကတ်ကိုရောင်းဖို့စဉ်းစားထားပြီးမှတကယ်လို့အန်ဒီရော်ဘင်ဆင်ထွက်ရင်တော့စီမကတ်ကိုဆက်ပြီးထိန်းရဖို့ရှိတယ်ဆိုတော့အခုဘုံမောက်ကလည်းအဒရီယန် ထာဖက်ဆိုတဲ့ဒီ runs ကဘယ်နောက်ကန်ကစားပါကိုသူတို့16တန်းနဲ့ခေါ်လိုက်ပြီဆိုအဲ့16တန်းနဲ့သူတို့ခေါ်ပြီးတဲ့အချိန်မှာဒါအခုသူတို့ရဲ့အဓိကနောက်ခံစားမမီလော့စ်ကာကီကိုလီဗာပူးကိုလွှတ်ပေးมาဖြစ်တဲ့အတွက်တော်ဒီပြောင်းရွှေ့ကလီဗာပူးအတွက်ပြီးပြီဒါပေမဲ့ပြဿနာကလီဗာပူးပြည်သက်တွေကရော့ဘစ်ဆင်ကိုအရန်ဆက်ထိန်းထားခြင်းတကယ်တမ်းအန်တီရော့ဘစ်ဆင်ကကောင်းတယ်ဗျာဆိုမထင်မှတ်ပေနဲ့အက်တလတီကိုမတ်ထရစ်နဲ့ရဲမတ်ထရစ်မှာလီဗာပူးရဲ့အဓိက တောင်ပံ့ကစားမနှစ်ယောက်စလုံးပြန်သွားတွေ့နိုင်တယ် လီဗာပူးရဲ့တောင်ပံကစားမဖြစ်တဲ့လူးအစ်ဒီယက်စ်ကိုတော့ဘာစလိုနာအသင်းကခေါ်ယူတော့မှာမဟုတ်ကြောင်းကြေညာလိုက်တယ်သူတို့အသင်းကသူတို့ရဲ့နံပါတ်1တာဂတ်အဖြစ်ဒါလက်ရှိမှာနီကိုဝီလျံကိုရွေးချယ်လိုက်တဲ့အတွက်လူးအစ်ဒီယက်စ်ကလီဗာပူးအသင်းရဲ့ရေဒါထဲမှာပေါက်ဒီဘာစလိုနာရဲ့ရေဒါထဲမှာပါဝင်တော့မှာမဟုတ်တဲ့အတွက်ရီယယ်လီဗာပူးအသင်းမှာပဲဆက်ရှိပွဲရှိတယ်ဆိုတော့အခုလောလောဆယ်အနေထားရလီဗာပူးအသင်းက ဒါ Andy Robinson အပြောင်းရွှေ့ကိစ္စကိုပဲပြောင်းရွှေ့ခြင်းညှိနေတယ်။ကလပ်ဘက်ကလိုချင်တာက Euro 15သန်း Atletico Madrid offer လုပ်တာက Euro 5သန်းနှစ်သိန်းကြားမှာ10သန်းกว่าလေ။ကျွန်တော်မြင်တော့လေ32နှစ်ရှိသည့်တိုင်အောင်ဒီသားမအတွက်အနည်းဆုံးတော့15သန်းသန်း20လောက်ကြာတယ်နေဗျာ။ water and do တော့သူတို့15တန်းနဲ့ပြီးခဲ့ရသေးတယ်17တန်းလောက်နဲ့ပြီးခဲ့ရသေးတာနောက်တစ်ခုက anti robinson က quality player တယောက်ပဲဒါပေမဲ့ဒီကိုကအဲ့ထက်ကိုမပေးဘူးသူတို့က5တန်းသူတို့ကမနိုင်ပြည့်ပြအစောပိုင်းတုန်းကဒီ Theo Hernandez ကိုခေါ်တယ်သူတို့က15တန်းနဲ့ကန်းတယ်ဒါပေမဲ့ AC Milan ကဒါဘယ်လိုပြောမလဲတန်း30လောက်တောင်းလို့သူတို့အဲ့ပြောင်းရွှေ့ကိုတိတ်ထားတာခဏရက်ထားတယ် ထေယူဟန်နန်ဒက်စ်ကတော့29ခုံပဲရှိတာပေါ့လေအန်ဒီရိုဘင်ဆန်က31ဆိုတော့လီဗာပူးဘက်ကအခုခနာတီးကိုလည်းတတ်တန်းတိုးဖို့လုပ်တယ်။ဘာကြောင့်လဲဆိုတော့ရယ်မက်ဒရစ်ကတတ်တန်းမတိုးနိုင်တာနဲ့လူယာတီမှာအလွတ်နဲ့ခုံယူသွားဖို့ပြင်ဆင်နေတာပါ။အားလုံးကျေးဇူးတင်ပါတယ်။